အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်မြမကုန်သတင်းဌာနအမှုချုပ်ဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်တဲ့ပြည်သက်တွေနဲ့လည်းမတွေ့ရတာအတော်ကြာပြီပေါ့နော်ကျွန်တော်ဘာကြောက်လဲဆိုတော့ကြည်လက်ဒေတာကိုရောက်နေတာပေါ့နော်ကြည်လက်ဒေတာရောက်နေတာဖြစ်တဲ့အတွက်အထူးပြောစရာမလိုတော့အောင်အင်တာနက်လိုင်းအဆင်မပြေတာတွေနော်လက်စစ်မီအဆင်မပြေတာတွေဒါမျိုးတွေရှိတယ်ပေါ့ဒါမဲ့မဖြစ်မနေပေါ့နော်ကျွန်တော်တို့ကြားလာတဲ့သတင်းတွေအရအခုတင်ပြစရာရှိတဲ့ကိစ္စဖြစ်လို့ပေါ့နော်ကျွန်တော်ဗီဒီယိုရိုက်ပါတယ်ဗီဒီယိုရိုက်တာကဘာအကြောင်းရလဲဆိုတော့ကျွန်တော်ကြားဖြတ်နေတဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်ပါတယ်ဆိုတော့ ဒီ online လေးလင်ကိုင်းနဲ့ပတ်သက်ပြီးတော့မြောက်ဒီဒေတာမှာနိုင်ငံတော်ကနေပြီးတော့ရှင်းလင်းရေးတွေလုပ်ပါတယ်ဒီလိုရှင်းလင်းရေးလုပ်တဲ့အချိန်မှာတော့ normal 16ရက်နေ့မနက်ပိုင်းမှာတော့မြောက်ဒီမြောက်ဘက်မှာရှိတဲ့ရွှေကုတ်ကူရွှေကုတ်ကူကိုဝင်ရောက်ပြီးစီးနင်းနေတာဖြစ်ပါတယ်ဒီရောက်ဒီလိုဝင်ရောက်စီးနင်းတဲ့နေရာမှာအဲနိုင်ငံသားပေါ့နော်တရားမဝင်ရောက်လာနိုင်ငံသား online ငွေလိမ်တဲ့အဖွဲ့တွေအများပြားဖန်ဆီးရမိတယ်အဲ့ဒီမှာကြားဖြန့်လုပ်တဲ့နော်လက်ကင်ဖုန်း1000ကျော်နောက်ပြီးတော့ကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေဒါ ဖန်ဆီးရမိခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလိုဖန်ဆီးရမိမှုနဲ့ပတ်သက်ပြီးတော့အစိုးရကလည်းအစဉ်တစိုက်ထုတ်ပြန်လာကျွန်တော်တွေ့ရပါတယ်အစပိုင်းမှာသာလူဆိုလို့ရှိရင်ဒါထောင်နဲ့ချီနေပြီပေါ့နော်ပြန်လဲလွှဲပြောင်းပေးတာတွေလည်းရှိခဲ့တယ်ပေါ့အဲ့တော့ဒီဖြစ်စဉ်တွေရဲ့နောက်ွယ်ပေါ့နောက်ွယ်ဆိုတာဒီဖြစ်စဉ်ဘယ်ချိန်ကစတင်ခဲ့လဲဒါတွေကဟိုကျွန်တော်တို့ထက်ခါထက်ခါလည်းပြောတယ်ထက်ခါထက်ခါဘာလို့ပြောရလဲဆိုတော့ဒါတွေက2019လောက်ထဲကဒီမြေနေရာတွေမှာအစာဦးတွေစောက်တယ်ဒီလိုစတင်ခဲ့တာဖြစ်ပါတယ်ဒီလိုစတင်ခဲ့တဲ့နေရာမှာကျွန်တော် အရင်ရက်ကကျွန်တော် online မှာပြန်တွေ့တဲ့ video file လေးပေါ့နော်ဒါတမရယုံသတင်းစာရှင်းလင်းပွဲမှာ NLD လက်ထက်ပေါ့နော်အဲ့ဒီမှာဥဇော်ထီကရှင်းလင်းထားတာတွေ့ရပါတယ်ရွှေကုတ်ကူနဲ့ပတ်သက်ပြီးပေါ့နော်အဲ့ဒီမှာဒီစုံခုံတွေဖွဲ့ပေါ့နော်စုံခုံဖွဲ့လို့ပြောမှာ committee တွေဖွဲ့လို့ခေါ်ပြီးတော့အမှသွားပြီးတော့စစ်ဆေးရတယ်လည်းရှိစတင်ခဲ့တဲ့မြေဖြားခံရာက NLD လက်ထက်ဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့လက်ရှိမှာနိုင်ငံတော်ကတမရအာနာခိတထိန်းသိမ်းထားတာဖြစ်တဲ့အတွက်လက်ရှိလူပဲလက်ညှိုးထိုးတယ်ပေါ့နော်ဒါဒီလိုအခြေအနေမျိုးကိုလည်းကျွန်တော်တို့မြင်ရပါတယ်အဲ့တော့ဒီ ရှီကုတ်ကူပတ်ဝန်းကျင်ပေါ့ရှီကုတ်ကူပတ်ဝန်းကျင် KK ပတ်ပြီးတော့ကြောက်ခတ်ဒီဒီသားမှဖြစ်တဲ့ငွေလင်နဲ့ပတ်သက်ပြီးတော့ငွေလင်ခိုင်းနေနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင် KNU နော်သူ့လက်အောက်ကမူလအိအလင်းကုမ္ပဏီဆိုတော့လက်မှတ်ရေးထိုးတာထဲမှာလက်ရှိ KNU ဥက္ကဋ္ဌ software ထူးဝင်ပေါ့ဘယ်လိုကထူးဝင်လဲဘယ်လိုခေါ်ခေါ်သူပါဝင်လဲဆိုတော့ဒါ KNU နဲ့ဆက်ဆက်တယ်ဆိုတော့ကျွန်တော်မြင်ရတယ်နောက်ပြီးတော့အဲ့ဒီ data မှာရှိနေတဲ့ EAO တွေနော် EAO တွေလည်းပါဝင်တယ်နိုင်ငံတော်ထုတ်ပြန်ချက်တွေမှာကိုဒီအကြောင်းတွေဒီလိုတရားဝင်ထုတ်ပြောထားတာဖြစ်ပါတယ်ဆိုတော့သူတို့ကိုယ်တိုင်ပါဝင်ပြီးတဲ့ အချိန်မှာ2021ခုနှစ်မှာနိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်တယ်။အဲ့လိုဖြစ်တော့တက်မတော်ကနိုင်ငံတော်အာဏာရဲကိုခိတထိမ့်သိမ်းတယ်။အဲ့တော့ကရင်ပြည်နယ်မှာတနက်ချီစားပေါက်တာကျွန်တော်ထင်တယ်ဒီကိကောပတ်ဝန်းကျင်မှာလို့ထင်တယ်။အဲ့တော့အဲ့ဒီအချိန်မှာဒီကပြည်တွင်းမှာရှိတဲ့နိုင်ငံရေးသမားတွေကအဲ့ဒီမှာသွားခိုးလုံတယ်။အဲ့တော့အကြောင်းပြချက်ကနိုင်ငံရေးနဲ့နွယ်ပြီးတော့တနက်တွေစားဖောက်လာတယ်။တနက်ဖောက်လာတဲ့အချိန်မှာလူညိုကြီးတဖုံဝင်တွေကသူတို့စခန်းတွေကိုခိုင်ခိုင်မာမာရက်တည်နိုင်ရေးအတွက်စခန်းကိုကာကွယ်ဖို့ကြိုးစားတယ်။အဲ့တော့အဲ့လိုကြိုးစားနေတဲ့အချိန်မှာပဲ တပြိုင်နက်ဘာတွေကြီးထွားလာလဲဆိုတော့ online ဝေလိန်မှုတွေကကြီးထွားလာခဲ့တယ်အဲ့တော့လူညိုရေးတက်ဖွဲ့ဝင်တဲ့အနေနဲ့နေမီစုံမှုမှုတရားစီရင်ရေးတော့တရားဝေစုံမှုမှုမလုံနိုင်တဲ့အချိန်မှာဒီဓာတွေကပုံလို့ကြီးမြင့်လာတာဖြစ်ပါတယ်ဒါကိုเนาะအခွင့်ကောင်းယူတာပေါ့တိုက်ပွဲတွေဖြစ်တယ်တိုက်ပွဲတွေဖြစ်တဲ့နေရာတွေအကုန်လုံးကြီးမယ်ဆိုလို့ရှိရင်အဲ့ဒီနေရာတွေနဲ့เนาะတခြားစီဖြစ်နေတာပြောချင်တာရွှေကုတ်ကူလိုနေရာမျိုးဒါမှမဟုတ်လို့ရှိရင် KK ပတ်လိုနေရာမျိုးအဲကြောက်ခတ်လိုနေရာမျိုးမှာလုံးဝကြီးပေါက်တာမရှိဘူး အဲ့လိုနေရာဒီမှာအဆင်ပြေနေပြီးတော့ဒီလက်နက်ကင်တောင်းကျန်းသူတွေကလုံချိုးတဖုံဝင်တွေကိုစခန်းတွေသွားတိုက်တယ်ပြီးလို့ရှိရင်နေမြေချက်ထွင်မှုတွေလုပ်ပြီးအဲ့နေရာကြီးကိုလုံချိုးမှုပေးထားသလိုဒါကျွန်တော်တို့မြင်ရတယ်ပေါ့နော်နောက်တစ်ချက်ကတော့ဘာမြင်လဲဆိုတော့ကျွန်တော်ကအိန္ဒိယထိုင်းနိုင်ငံလက်ရှိပြည်တွင်းကိုတော့တရားမဝင်နေနဲ့ဝင်ရောက်လာတဲ့ online ငွေလိမ်တဲ့အဖွဲ့တွေနိုင်ငံကြားသားတွေအများစု99.5ရာခိုင်နှုန်းကထိုင်းနိုင်ငံကနေဝင်လာတာဖြစ်ပါတယ် ရရနှုံးပြီလို့တော့ပြောလို့ရတယ်ပေါ့နော်99.500ခန်းတော့ထိုင်းနိုင်ငံနေတစ်ဆင့်ဝင်လာတယ်ပတ်စပို့တွေဗီဇာထိုင်းလေးစိတ်မှာဆင်းတယ်နော်ပတ်စပို့ဘာလဲအဲ့ဒီလိုပဲဗီဇာတွေဘာလဲအဲ့ဒီလိုပဲအကုန်လုံးဒီဘက်ကောင်ကိုကြော်လာတယ်ကြိုပြီးတော့တရားမဝင်ငွေလင်မှုတွေလုပ်တယ်ထိုင်းနိုင်ငံကိုအမိပြုထားတယ်နောက်နံပါတ်1ချက်အင်တာနက်ထိုင်းနိုင်ငံကပေးတယ်နံပါတ်2ချက်တရားစင်ပြီးထိုင်းနိုင်ငံကလာတယ်ဆိုတော့မြန်မာနိုင်ငံကတိုင်းပြည်ချင်းနေမငြိမ်သက်တဲ့အချိန်မှာထိုင်းနိုင်ငံကနေတစ်ဆင့်စီးဆင်းလာတဲ့ဒီငွေလင်မှုတွေက နော်အစိုးရကတော့တို့ပြောချင်မှာပြောလိမ့်မယ်။ဒါဆိုနှစ်နိုင်ငံချစ်ကြည်ရေးပါရှိတယ်။ဟောကျွန်တော်တို့ကတော့ဒဲ့ပြောရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံနေတဆင့်မှာစီးဆင်းလာတာ။ငွေကြီးအကုန်လုံးထိုင်းနိုင်ငံငွေအများစုတုံးကြရပေါ့နော်။အဲ့တော့ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ဒီထိုင်းရဲ့အခန်းကဏ္ဍကိုလည်းကျွန်တော်တို့မေ့ထားလို့တော့မရပါဘူး။အဲ့တော့လက်ရှိအချိန်မှာနော်မြောက်ဒီဒေသပတ်ဝန်းကျင်ပေါ့နော်မြောက်ပတ်ဝန်းကျင်မှာ ဟိုလုံကြီးတဖုံဝင်နေမြေစုမှုပြန်များလာတဲ့အချိန်မှာဒါကိုဒါအတုံဖုံဆိုင်ရှင်းလင်းလာတာမြင်ရတယ်အစိုးရအနေနဲ့လည်းထုတ်ပြန်ထားတယ်ဒါကိုအမြင့်ပြအောင်ရှင်းလင်းမယ်လို့ပြောတယ်နောက်ပြီးအဲ့မှာအခုတရားမဝင်ဆောက်လုပ်ထားတဲ့အဆောက်အုံတွေကိုလည်းဒိုင်နမိုက်တွေနဲ့ဖောက်ဆွဲတာပျက်စီးတာတွေလုပ်တယ်နော်အဲ့တော့ဒါတွေကျွန်တော်တို့မြင်ရတာဘာဖြစ်လဲဆိုတော့နံပါတ်1အချက်ကတော့အာမြန်မာအပါအဝင်ကဘာသူကဘာသားတွေရဲ့ငွေကြေးတွေလိမ့်လည်မှုလုပ်တဲ့နေရာနံပါတ်2ချက်ကတော့ဒါကနိုင်ငံရေးအရနော်နိုင်ငံရေးအရဖိအားပေးဖို့ကောင်းတဲ့အကွက်တစ်ကွက်လို့အမြင်နဲ့မယိုးရှင်းဘူး ပြောချင်တာတော့မယိုးရှင်းဘူးပေါ့နော်အဲ့ဒီအချိန်မှာအမေရိကန်ကနေပြီးတော့နော်ဒီလူငွေလိမ်မှုတွေကိုတိုက်ဖြတ်ဖို့ဆိုပြီးအဖွဲ့အဖွဲ့နဲ့ထားဖွဲ့တယ်ထားဖွဲ့တဲ့အပြင်ကမှအမေရိကန်က FBI agent တွေကဘိုင်ကောက်ကိုလာပြီးတော့ Riot Time Police နဲ့ပူးပေါင်းပြီးလုပ်တယ်လို့ပြောဒါပေမဲ့အဲ့ mission နဲ့ပတ်သက်ပြီးတော့ထိုင်းသတင်းစာတွေမှာတော့တစုံတရာထုတ်ပြန်တာကျွန်တော်မမြင်ရဘူးနောက်တစ်ချက်ကကြတော့ဒီငွေလိုက်ငိုင်းတွေကိုတိုက်ဖြတ်ဖို့စစ်လွတ်တဲ့အဖွဲ့အဖွဲ့ရှိတယ်ဆိုပြီးတော့ အမေရိကန်ဘက်ကထုတ်ပြန်တယ်အဲ့ဒီလိုထုတ်ပြန်တဲ့အဖွဲ့ပေါ့နော်အဲ့ဒီစေလွတ်ခံရတဲ့အဖွဲ့ကလည်း mission နှစ်ကြိမ်လုပ်ထားတယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်တွင်းမှာတော့အဲ့ဒီနှစ်ကြိမ်လုပ်ထားတဲ့ mission နဲ့ပတ်သက်ပြီးတော့ဘာအချက်လက်မှမြေပြင်မှာကျွန်တော်တို့မမြင်ရဘူးဆိုတော့အမေရိကန်အနေနဲ့ပေါ့နော်အမေရိကန်အနေနဲ့မယိုးရှင်းနေဘူးပေါ့နော်ဆိုတော့ငွေလင်းငိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပထမ ဖြစ်ခဲ့တာတက်ကူညာနှစ်ခွန်လို့ခေါ်တဲ့ဒီလောက်ကိုင်မှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ပေါ့ဒီမှာလဲကျွန်တော်တို့ရဲ့ချိုးချာအာနာကိုချိန်ချောက်မှုတချို့ကျွန်တော်မြင်ခဲ့ရတယ်လက်ရှိချိန်မှာလဲမြန်မာနိုင်ငံရဲ့ထိုင်းနိုင်ငံနယ်စပ်ကရင်ပြည်နယ်မြောက်ဒီပေါ့နော်ဒီနယ်စပ်မှာဖြစ်နေတဲ့ပြဿနာတွေကလဲရိုးရှင်းရလားဆိုတာကျွန်တော်တို့ဒါစောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်ဆိုတော့နိုင်ငံတကာရဲ့เนาะကျွန်တော်တို့လူနိုင်ငံရေးရနိုင်ငံတကာရဲ့အာကစားကွင်းတစ်ခုအနေနဲ့မဖြစ်အောင် ဘယ်လိုမျိုးတဖုံဝင်နေလဲတက်နိုင်ဆုံးတော့ဒီနေရာကိုထိမ့်ထိမ့်တိမ့်တိမ့်နဲ့ဒီငွေလင်ကိုင်းတွေအမြင့်ပြည့်ကြီးလှုပ်ဆောင်နေတာဖြစ်ပါတယ်အဲ့တော့အနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်နော်ဒီလုပ်ငန်းတွေကိုအကာအကွယ်ပြုထားတာကအိုင်းသာလက်နိုင်ငံအချို့အမေရိကန်နော်အဖွဲ့အချို့နောက်ပြီးလို့ရှိရင်ဒါအရင်မြစ်မြဖြားခံတာကတော့ထိုင်းနိုင်ငံနေတစ်ဆင့်စီးဆင်းတယ်ထိုင်းနိုင်ငံကရတဲ့เนาะအရင်မြစ်တွေကိုတုံးတယ်ဥပမာခုနပြောသလိုလျှက်စင်ပြီးเนาะ ဓာတ်အားပြီးလို့ရှိရင်ရေးခါစသဖြင့်အကုန်လုံးဒီမှာလာပြီးတော့မိတီတယ်ထိုင်းကလည်းဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာမှာဆက်ဆက်တဲ့အချိန်မှာကြတော့ဟိုသူကလည်းမြန်မာနိုင်ငံထက်လက်ရှိအချိန်မှာနိုင်ငံကြီးကောင်းမွန်နေတာဖြစ်တဲ့တို့ကသူကတော့ဖြည့်ရှင်းွင့်ရှင်းလင်းွင့်ရှိတယ်ကျွန်တော်တို့ကကြတော့တိတ်ပြီးတော့နားမထောင်တဲ့ပုံစံနဲ့ပြီးပြည်တွင်းမှာရှိနေတဲ့ပြည်တွင်းကပြီးသွားတဲ့နိုင်ငံကြီးသမားတွေကလည်းဒါကိုအခွင့်အရေးတရက်အနေနဲ့လက်ရှိဒါပြည်တွင်းမှာပေါ့နော်နိုင်ငံတော် အာဏာကိုကိုက်တွယ်ကျင့်သုံးနေတဲ့ဟိုဒီ အစိုးရထိပ်သီးတွေကိုဝေဖန်တာတတ်ခိုက်တာတွေကဒါတွေကလက်နက်ပဖွဲ့ပြုလုပ်နေတာလည်းတွေ့ရတယ်ပေါ့နော်။ဒါလက်ရှိကြားဖြန့်အရင်နဲ့ပတ်သက်ပြီးပြောတာဖြစ်ပါတယ်။အဲ့တော့နောက်ရက်ဒီမှာလဲဒီကြဖြန့်နဲ့ပတ်သက်ပြီးတော့ဗောနော်ရှင်းလင်းမှုတွေတော့ဖြစ်ပေါ်တိုးတက်မှုတွေကိုစာသတင်းပဲဖြစ်ဖြစ်ရုပ်သံသတင်းပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ YouTube channel TikTok channel Telegram channel တွေဒါမှမဟုတ်ရှင် website စာမျက်နှာတွေကနေဖော်ပြပါမှာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအပ်ပြီးတဲ့အတွက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာ